Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗောနော movie freedom လေးပေါ့ love freedom လေးတစ်ခုလုပ်ပေးကြပါတယ်ကို့ကိုဘယ်သူကချစ်နေလဲဗောနော who is in love with you ဆိုတဲ့ခေါင်းစဉ်လေးနဲ့ reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ် single တွေလည်းနားထောင်လို့ရသလိုဗောနော relationship တမားလေးလည်းနားထောင်လို့ရပါတယ်အဲ့တော့ကိုစဉ်းစားထားတဲ့လူရွယ်ပြီးတော့ဆိုလို့ရတယ် เนาะအဲ့လိုစီက love message လေးတွေနဲ့အဲအဲ့ဒီလူရဲ့ energy ပေါ့เนาะကိုဘယ်သူကသဘောကျနေလဲဆိုတော့ခေါင်းစဉ်လေးနဲ့ဘယ်သူကချက်နေလဲပေါ့เนาะဆိုတော့ခေါင်းစဉ်လေးနဲ့ reading လေးလုပ်ပြီးတော့มาဖြစ်ပါတယ်ဒီအမတ်သက်ကြောင့်လေးကတော့ဖန်ဝင်ဖြစ်ပါတယ် break up လေးอ่ะเนาะအမတ်သက်လေးကတော့ဖန်ဝင်ဖြစ်ပါတယ် ဒီ rose quad လေးရဲ့အမတ်သက်လေးရဲ့ tiger eye လေးရဲ့အ common ring ပေါ့နော်ဒါလေးဆက်ထားတယ် bracket လေးကတော့ phyto ဖြစ်ပါတယ်စိတ်ကလေးကို relax လုပ်ပြီးတော့ရွေးပေးပါဦးနော်ပုံလေးတွေကနေတစ်ဆင့်ရွေးချက်လိုက်ရအောင်နော်အမိလိုက်တဲ့သူတွေက return လေးကိုရက်ပြီးတော့ယူလို့ရပါတယ်။ဘုံ return လေးတို့တော့ကြပါမယ်ပေါ့နော်။ဖိုင်ဝင်လေးစီတော့ကြမယ်။

ဒီຢာလေးတွေကပေါ့နော်ယူကျမှာဟိုဖြစ်တာရှိနေပေါ့နော် မယ်နော်ဒူအောင်ပါโอเคအဖေကနမလေးတွေကိုချက်နေရလို့သဘောကျနေတဲ့သူကပေါ့နော်အဖေကနမလေးတွေရဲ့အဲဒီစကိုဘီတော့ပေါ့အဲပတနာပေါ့နော်အဲအနာကပူဇာရှင်အနာကပတနာဖြစ်လာမဲ့သူ ဖြစ်နေဘူးเนาะအဲ့ဒီလူကဖန်ဝန်းသမားလေးတွေ manifest လုပ်နေတယ်လို့เนาะအဲ့တော့အရန်ကိုကိုယ့်ရဲ့ဘဝမှာအဲ့မို့เนาะဒီလိုလူမျိုးကကြုံနေတယ်ဒီတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဒီလိုပါပေါ့เนาะဖန်ဝန်းသမားလေးတွေရဲ့ဘဝလေးကိုရောက်လာနိုင်မှာပေါ့ပထမတစ်ချက်ကကြတော့ဗာလဲဆိုတော့ပေါ့เนาะဒီဖန်ဝန်းသမားလေးတွေနဲ့သူနဲ့ခြားထဲမှာမတူညီတဲ့အဲမတူညီတဲ့အရာအများကြီးရှိတယ် เนาะမတူညီတဲ့အချက်တည်းရပါတယ်လဲဆိုတော့ဘောเนาะ pay attention to your reflect เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်အရင်ဆုံးကျတာ this could be the one ဖြစ်နေခါကြတော့ဖန်ဝန်းသမားလေးတွေဘဝမှာဘောเนาะတခါမှမကြုံဘူးတဲ့ love life မျိုးအချက်မျိုးနဲ့ဘောเนาะလူတယောက်ကို ဆုံးတွေ့ရမယ်အဲ့ဒီလူကဖန်ဝန်းသမားလေးတွေရဲ့ဆိုမေးဖြစ်တယ်ပေါ့နော်အဲ့အဲ့ဒီလူကဖန်ဝန်းသမားလေးတွေရဲ့အမ် energy တဲကိုရောက်နေပြီလို့ပြောလို့ရတယ်ပေါ့နော်အမ်သူ့ဘက်ကနေပြီးတော့ကိုယ်သဘောကျနေတဲ့အချက်တွေကပေါ့ two cup ကျွန်တော်မှအပါရအဲ့သူကကိုယ်သဘောကျတဲ့အချက်ကဘာတွေလဲဆိုတော့ဗောနော်အဲ့ဖိုင်ဝမ်းသမားလေးတွေရဲ့ မျိုးသမီးဆိုရင်အမားတက်ရှိတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော် feminine energy ရှိတဲ့လူတွေဆိုရင်မိန်းမတအားဆန်တယ် masculine energy ရှိတဲ့ဆိုရင်ယောက်ျားအရင်ဆန်တယ်အဲ့ဒီဟာကိုသူကသဘောကျနော်အဲ့တော့ဟို main ကလေးဆိုလို့ရှိရင်မျိုးသမီးဆိုရင်နူညံ့နေကျင်နာတတ်တယ်ပြီးတော့ generous ဖြစ်တယ်အဲ့ဒါကိုသူကနေမျိုးပေါ့ဆိုအရင်သဘောကျတယ်ပြီးတော့ဘောနော်ဒီလူကလေအဲ ဖန်ဝန်းသမားလေးတွေရဲ့ဘဝတွေကိုဝင်လာတာကစိုးမိတ်အနေနဲ့ဝင်လာတာအဲ့ထို့အတူပဲတခုတူတူပဲပေါ့နော်အတူတကွဖြစ်လာမယ်ဟာကဘာလဲဆိုတော့ဖန်ဝန်းသမားလေးတွေကိုဟိုဟာပေးမှာပေါ့သင်ငန်းစာတွေလည်း ပေးလိမ့်မယ်တဲ့နော်အသင်္ကန်းစာတွေလည်းပေးလိမ့်မယ်ဆိုတဲ့နေရာမှာဘလို့ပုံစံမျိုးသင်္ကန်းစာမျိုးတွေရမှာလဲပေါ့နော်အဲ့တော့သူနဲ့ကမတွေ့ခင်အချိန်ရဲ့ပြီးတော့တွေ့ခင်တွေ့ခင်ဒီအချိန်နေရဲ့တွေ့နေရဲ့အချိန်ရဲ့ပေါ့နော်တွေ့ခါစားအချိန်နေရဲ့ပေါ့အဲ့ဒီအချိန်တွေမှာပေါ့သူနဲ့ပတ်သက်ပြီးသူနဲ့ဖန်ဝန်းသမားလေးတွေနဲ့ကလုံးဝလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ reflect ကိုမြင်ရလိမ့်မယ် เนาะအဒီလိုကတော့ဖြစ်နိုင်မှာမလား religious pattern ကြတော့ပေါ့เนาะမတူညီတဲ့အရာတွေတအားများတဲ့မျိုးပေါ့เนาะမတူညီတဲ့အလိုမျိုးဟိုအရာတွေတအားများတဲ့ခါကျတော့သူ့ဘက်ကနေပြီးတော့ကောကိုယ့်ဘက်ကနေမျိုးဟာဖြစ်နိုင်မှာမလားဖြစ်နိုင်မှာမလားဆိုပြီးတော့အမြဲတမ်းတန်တရာဝင်စီနိုင်တဲ့ connection မျိုးဒါပေမဲ့ပေါ့เนาะအဲ့မတူညီတာတွေရေမဖြစ်နိုင်တာတွေရာတွေကပဲပေါ့နော်ဖြစ်နိုင်တဲ့စီကိုဥတည်ပြီးတော့သွားနေရ နောက်နှစ်ယောက်စလုံးကအစမှာဖောင်ဝန်းသမားလေးအထူးသဖြင့်ဖောင်ဝန်းသမားလေးအနေနဲ့သူနဲ့ပတ်သက်ပြီးတော့ဘောနော်ဒီသူနဲ့ပတ်သက်ပြီးတော့လေဖောင်ဝန်းသမားလေးတွေကဘယ်လိုမျိုးကြုံရမလဲဆိုတော့အဲဒီလူကဆက်စားတွေ့နေချိန်မှာဒီလူကငါ့ရဲ့ life ဟိုပါဘောနော် partner ဖြစ်နိုင်တော့ပါဘူးဆိုပြီးတော့လှလူရှုံနိုင်တယ်ဒါပေမဲ့အဲ ့ကိုဘလို့မှလှုပ်လို့ရှုလို့မရဘဲနဲ့ကန့်တမာကပေါ့နော်ဖိုင်ဝမ်းသမားလေးတွေစီကိုအများရန်ဥတည်ပြီးတော့ဒီလူကိုခေါ်ခေါ်ခေါ်လာတယ်တဲ့နော်အဲ့တော့ဒီလူအဲ့လိုခေါ်ခေါ်လာတဲ့ခါကျတော့ဖိုင်ဝမ်းသမားလေးရဲ့အနေနဲ့ကကြောက်လဲကြောက်တယ်တန်တရားကြီးလည်းရှိနေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲပေါ့เนาะသူနဲ့ဥတည်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့ကိုယ်မှာ အဲ့ဒီတန်တရားတွေရဲ့ကြောက်စိတ်တွေရဲ့ဂျားတွေကနေမယ်ဒီလူနဲ့ ဖြစ်သွားတယ်ပေါ့နော်ချစ်သွားတာမျိုးအဲ့တော့အဲ့လူစီကအဲ့လူရဲ့ဖဝန်သမားလေးကိုပေါ်ထားတဲ့သဘောထားတော့အဲသူ့ဘက်ကနေပြီးတော့ပေါ့နော်ဖဝန်သမားလေးကိုတအားသဘောကြတယ်2 on 1အရာဆိုလို့ရှိရင်ပေါ့နော်ခက်ခွက်ခွာပဲသဘောကြနေရမျိုးရှိသေးတယ်ပြီးတော့ admire secret admire အနေနဲ့ရှိနေပေါ့နော်ခုတိတ်တဆိတ်သဘောကြနေတဲ့ energy မှာပဲရှိနေเนาะအဲ့တော့သူကဟိုပေါ့နော်တကယ်ကိုဒယ်ရီ ပိုင်းလို့လည်း del vibe လို့လည်းပြောလို့ရတယ်။အဲ့လိုမျိုး father figure ပေါ့နော်အဲ့လိုမျိုးလည်းပြောလို့ရတယ်ပေါ့နော်။အဲသူ့ဘက်ကနေမိတော့ကိုယ်လုံးဝအဲတကယ်ကိုပေါ့နော်အကောင်းဆုံးနေပဲပြီးမယ်ဆိုတဲ့စိတ်နဲ့အဲဟိုဟာဖြစ် ဟိုသဘောကြနေရမျိုးရှိပြီးတော့သူ့ဘက်ကနေမျိုးကို ကိုစီရနာရှိလိမ့်မယ်ပေါ့နော်ဘလိုဘလိုမျိုးငွေကြီးမျိုးတွေတုံးဆွဲတာမျိုးတွေပြီးတော့ကိုသဘောကြတဲ့မှုသူ့ရဲ့ဘဝတွေကိုကိုဝင်လာဖို့အတွက်သူကဘလိုနည်းနဲ့မျိုးမဆိုအတုံးပြုပြီးတော့ကိုသဘောကြပြီးတော့ပေါ့နော်ဟိုဖြစ်လိမ့်မယ်ပေါ့အဲ့တော့ဒါကတော့ဒါဖန်ဝန်သမားလေးပေါ့နော်အဲ့တော့ love message ပေါ့နော် love message ကပါလိမ့်ပဲပေါ့ဒါကကိုပြောချင်တဲ့ message တွေပေါ့နော် ကောင်းသမားလေးကိုချစ်နေတဲ့သူကဘယ်လိုလဲပေါ့နော်ဒီစတောင်းဟိတ်မီရဲ့နော်အော်သူကပါနေပြီးတော့အချို့သူတွေဆိုရင်အဲ့ဒီလိုကကို ghost လောက်သွားတာနော်အဆဖြောက်သွားတယ်အဆဖြောက်သွားတယ်အဲ့တော့ သူ့ကိုစလုပ်သွားလို့မဖြစ်ပါဘူး။အပီးရခါကြတော့ဒီလူကလေနော်ဖန်ဝန်းသမားလေးတွေနဲ့ပတ်သက်ပြီးတော့ဆိုအခုချိန်မှာနာချို့သူတွေကပွဲခွာနေရမျိုးရှိရဲ့ပြီးရခါမဖြစ်နိုင်ဘူးဆိုပြီးတော့နောက်ဆုတ်သွားတယ်သူတရားနော်မဖြစ်နိုင်ဘူးဆိုပြီးနောက်ဆုတ်သွားတယ်ရှီရှီကိုလည်းဆက်တိုးဖို့သူတော်တော်စဉ်းစားနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ ါဖြစ်တယ်ပေါ့နော်အဲ့တော့သူသူ့ဘက်ကနေပြီးတော့ found နဲ့ကိစ္စရက်တွေရှိတယ်ပြီးရဲ့အခါမှာဘယ်လိုမျိုး found နဲ့ကိစ္စရက်တွေလဲဆိုတော့ပေါ့နော်သူကဖန်ဝန်းသမားလေးတွေအပေါ်ကိုပေါ့နော်အဲစမြင်တဲ့အချိန်မှာပေါ့အဲသူ့စီမှာချုပ်ရင်းချက်လိုမျိုးတွေရှိတယ်ဒါမှမဟုတ်လို့ရှင်သူသူ့ဘက်ကသူစဉ်းစားတာကအဲဖန်ဝန်းသမားလေးတွေနဲ့သူနဲ့ကလုံးဝလုံးဝပေါ့နော်ဖြစ်နိုင်မှုအတွက်ဘလုံးမှမဖြစ်နိုင် အခြေအနေဆိုပြီးသူနောက်ဆုံးသွားတာမျိုးเนาะဒါပေမဲ့သူအဲ့လိုမျိုးနောက်ဆုံးသွားနောက်ဆုံးခါတော့လည်းသူကသူမကြိုက်ဘူးသူစိတ်ကလည်းသူလိုမျိုးပေါ့နော်နာကျင်နေရမျိုးရှိတယ်เนาะ please don't hate me ဆိုတော့ဒါကြောင့်သူ့ကိုသူ့အနေနဲ့ကဖဝန်သမားလေးတွေကို ghost လို့သူချုပ်ဘူးသူကို ghost လို့သွားเนาะအဲ့အစားဖြောက်သွားတယ်ဆိုတာလို့ရှင်ရင်တော့မဟုတ်ဘူးเนาะသူ့ကိုမမုန်းစေချင်ဘူးတဲ့ပြီးရခါမှာပေါ့နော်အဲ့လိုမျိုးသူ့ဘက်ကအဲ့လိုအရင် serious ဖြစ်မှာကြောက်တယ် ခေါ်နေရှင်ရတိုင်း serious ဖြစ်ပြီးတော့ဗောနော်မကင်တွင်တော့မကြောက်ပဲဗောနော်ဒီအဲ့တော့ပြီးတဲ့အခါမှာဒီနှစ်ယောက်ကပေါ့နော်ဒီကိုနဲ့ဒီဖန်ဝန်းသမားလေးနဲ့အဲ့ဒီလူနဲ့ခွဲခွဲကွာနေတဲ့ despite the distance เนาะအဲ့တော့ခွဲခွာနေတဲ့အခါကျတော့ပေါ့ခွဲခွာနေပေမဲ့လည်းစိုးမိတ်လို့ဆိုတာပြောလိုက်တယ်ပေါ့နော်ဒီစိုးမိတ် energy ရှိနေတဲ့အခါကျတော့စိုးတွေကချိတ်ဆက်နေအဲ့တော့နှစ်ယောက်ဒီလူဘယ်လိုပဲဖြစ်ဖြစ်ခွဲရဲ့စိတ်ထဲမှာ အရင်ကိုချိတ်ဆက်မိနေတာမျိုးရှိတယ်เนาะအဲ့ I have my true desire for you မင်းနဲ့ပတ်သက်ပြီးတော့အမ်အလိုမျိုးပေါ့ဒီ true desire တွေကလည်းတကယ်စမှန်တဲ့ခံစားချက်တွေကိုသူဖုံးကွယ်ထားတယ်အဲ့တော့ဆက်ဆံမြင်ခြင်းမှာပဲမြင်နေအချက်ပေါ့เนาะဒီ connection မြင်နေအချက်ဖြစ်တယ်အဲ့တော့သူ့ဘက်ကနေကိုတော်တော်သဘောကျနေရမျိုးရှိရောเนาะ တော့ I'm not the same person เนาะသူ့ကိုယ်သူတာအလုံးလုံးနေတယ်။အလားတအားကိုလုံကျိုးစားရလို့တောင်းဝင်မှုတောင်းခံမှုရှိတယ်။ Libra sorry Virgo Capricorn Leo ဒီရသည်ကိုနေပေါ့เนาะအဲ့တော့အထုလူတွေလေ Libra ဖားလဲပါကောင်းတယ်အဲ့တော့ပြောချင်တာ Virgo လို့ပြောချင်တာမဲ့ Libra ဆိုထွက်သွားနော်ဘာကူရာဒီကွနေခပ်ပကောရာဒီကွနေပြီးရခမှာပေါ့နော်လီရာဒီကွနေအရင်တောင်းဝင်မှုတောင်းခံမှု ရှိတယ်ပေါ့နော်အဲ့ဒါကိုစောင့်နေတယ်ပေါ့အဲ့တော့ I'm not the same person သူအထောက်အလုပ်စူးစမ်းနေတယ်နော်အလုပ်စူးစမ်းနေရဲ့ I have myself by letting ကိုမြေအောင်ထွက်သွားခြင်းပြုရတာငါတော်တော်အရင်နာကျင်စရာကောင်းနေတယ်နော်အဲ့ဒီ connection ကအဲမဖြစ်တဲ့ဟုံးဒါပေမဲ့လည်းပေါ့နော်အဲလုံးဝမဖြစ်တဲ့ပဲမဲ့ရှေ့ဆက်တိုးနေရပေါ့နော်မဖြစ်တဲ့မှုဆိုပြီးအစမှာပေါ်ပဲမဲ့လဲနောက်ပိုင်းမှာပေါ့ဖိုင်ဝမ်းသမားလေးတွေရဒီ connection ကြောင်းမလို့ပေါ့နော်ဒီဒီလိုမျိုးအဆမှအချိန်ကြီးဖြစ်ပေမဲ့နောက်ပိုင်းမှာပုံစံလေးပြောင်းလဲသွားမယ့်ပုံစံလေးရှိတယ်။အဲတော့ဒီလိုကအဆပိုင်းမှာတော့ကိုယ်နဲ့လုံးဝမဖြစ်နိုင်တဲ့အချိန်ကြီးမျိုးဆိုပေမဲ့ပေါ့နော်နောက်ပိုင်းမှာအဲ့ဒီလူရဲ့ပုံစံလေးပြောင်းသွားတယ်အချိန်ကြီးပြောင်းသွားတယ်အဲပြီးရခါမှာအဲ့ဒီလူကမရရအောင်လုပ်မယ့်လူမျိုးပေါ့နော်မဲအောင်ကြိုးစားမယ့်လူမျိုးတော့ okay ဒီလိုအချိန်ကြီးမှာမဖြစ်နိုင်ဘူးဆိုဒီလိုအချိန်ကြီးကပြောင်းလဲဖြစ် เนาะအဲ့တော့ကိုယ့်ရဲ့ intention ပေါ့ကွာချို့ဆိုဆိုရင်ဒီကိုယ့်ရဲ့ဒီ magic flow ပေါ့เนาะ intention သွားတဲ့နေရာကို magic သွားတယ်လို့အဓိပ္ပာယ်ပါလဲဆိုတော့ကိုယ့်ရဲ့သူ့အားပေါ့เนาะကိုယ့်ရဲ့လောကစိတ်ကိုအိမ်မက်ထဲကမင်းသားလေးပေါ့เนาะမင်းသမီးလေးပေါ့အဲ့လိုမျိုးဖြစ်မဲ့သူမျိုးဖြစ်ဖြစ်လိမ့်မယ်ပေါ့เนาะဒါကတော့ဘာဝန်သမားလေးတွေတွေ့ပြီးတင်နေပဲဖြစ်ပါတယ်ကိုယ့်သူကချက်နေ နော်ဆိုတော့ဟဲ့ခေါင်းဆောင်လေးနဲ့လုပ်ပေးသွားဖြစ်ပါတယ်ဟိုအပန်းသမားလေးတွေကျေးဇူးများကြီးတင်ပါတယ်နောက်ရက်တွေမှာတွေ့ကြပါမယ်တတမို့ဖိုင်တူးလေးပါကြပါနော်ဖိုင်တူးလေးတွေမင်္ဂလာပါနော်ဒီ rose quality နဲ့တွဲရလေးဈေးထားတဲ့ strap ပါ အဲ့ဖိုက်တူးသမားလေးရဲ့ energy ကိုဖတ်ကားတလောက်ဆိုရင်ပေါ့နော်အဲ့တော့ဒီဟောဖတ်ပါပြီးငြင်းချမ်းတဲ့လူမျိုးပေါ့နော်တကယ်ကိုအမျိုးသားဆိုလို့ရှိရင်လေနေရော soft ဖြစ်တယ်ကျင်နာတတ်တဲ့သူမျိုးသမီးဆိုလို့ရှိရင်โอ้ pay attention to your plastic button နော်အဲ့နှစ်ဖက်စလုံးကနှစ်ခုစလုံးရဲ့ energy ကโอเค တော့အထူးသူတွေကဖန်ဝန်းဖိုင်တူနာထောင်းနေ Okay အဲ့တော့ဖန်ဝန်းလေးတွေလည်းဝယ်ကမ်းနာထောင်းနေရအောင်နော် Deception let's go control issue အဲ့တော့ဖိုင်ဝမ်းလေးတွေမှာကြီးငယ်ငယ်မပေါ်ရမှာဖိုင်တူးလေးတွေမှာကိုယ့်ရဲ့ဒီကောင်လေးတော့မကောင်မလေးရပါတော့เนาะကိုထပ် တတ်ငယ်နော်ထက်တတ်ငယ်လူတွေတွေ့ရမှာအဲ့ဝိုက်တယ်က future စပါပဲနော်အဲ့ကိုနေနားကဲမှာမင်္ဂလာဆောင်ရမယ်လူမျိုးဝါဒသံအကျဉ်းမ ဟောင်းဖို့ဖြစ်တယ်နော်ဒူးဖတ်နေပြီတလဖာโอเคဒီလိုပဲရှိလိုက်ပုံကြီးကနည်းနည်းစံပြေမနေဘူးပေါ့နော်ဒါပေမဲ့ energy ကဒီကတ်ဒီဓာတ်ကို energy ရတာနဲ့ဖတ်ပြီးအဲ့တော့ပထမတစ်ချက်ကဘာလဲဆိုတော့ဒီဖိုက်တူးသမားလေးတွေကလေအဲအတက်ကွာတဲ့လူ နဲ့တွေ့မှာเนาะအသက်กว่าတယ်ကိုသူနဲ့ကိုနဲ့ကပေါ့เนาะအဲ့လိုအသက်ရွယ်กว่าချက်ချက်ရှိတယ်ပြီးရခါကျတော့ပေါ့เนาะဒီခုဒီပန်းနံပေါ့เนาะအဲ့တော့လုံးဝလုံးဝပေါ့เนาะကိုကိုကိုအားကိုးတဲ့လူတွေပြီးရခါမှာပေါ့เนาะအော်ဒီဒီခုနှစ်ရှင်ရာဒီ connection ကြီးอ่ะเนเน่เอ่อจောက်เสียก็ก้าวเลยบลูမျိုး connection นี้เลยสรุปว่าเนาะ ဘာမှလုံယူလို့မရဘူးအရာအားလုံးဟာသူ့တဘာဝအတိုင်းပဲသူ့သဘောအတိုင်းပဲဖြစ်လာလိမ့်မယ်ဆိုတာကိုပြပေးတဲ့သင်ခန်းစာကြီးနော်အဲ့လိုမျိုးသင်ခန်းစာအနေနဲ့ဒီ connection ကဖြစ်လာလိမ့်မယ်ပေါ့နော် playfulness အရာဆိုလို့ရှိရင်အရန်ကိုကိုနဲ့ကို့တဘောကို့ချင်းနေတဲ့လူကပေါ်ပါတယ်ကုထက်တန်ငယ်ရွေးတယ်ပြီးရဲ့အခါမှာပေါ့နော်ကို့ရဲ့ ဘာဘယ်လို့လို့အဲအမြဲကိုဆောင်ကြည့်နေဆိုတဲ့အိပဲအဲ့တော့ဖိုက်တူးလေးတွေကပေါ့နော်ဒီလိုတစ်ခုခုမှာပေါ့အဲ့လိုမျိုး online အဖြစ်စေဒါမှမဟုတ်လို့ရှင်လေပေါ့နော်တနေရရာအဖြစ်စေပေါ့အဲ့လိုမျိုး social media အဖြစ်စေပေါ့ဖိုက်တူးလေးတွေကအဲကိုကိုကို express လောက်ပြရတဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီလူကပေါ့နော် fight to လေးတွေရဲ့ expression အလိုမျိုးပြရတဲ့အရာတွေအားလုံးကိုအရင်စိတ်ဝင်စားတယ်ပြီးတော့အရင်က fight to လေးတွေအအမှုပညာပိုင်းနေ creative ပိုင်းနေပေါ့နော်ဒီလူမျိုးတွေဝါသနာပါတယ်အဲ့လိုမျိုးတွေကို ဖန်တီးနေတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒါကိုသူတို့ကတော်တော် စိတ်ဝင်စားရနေပေါ့နော်ဖိုက်တူးလေးတွေကိုစောင့်ကြည့်နေရမျိုးရှိတယ်ဒီလူကပေါ့နော်ဒီကဖေးအထက်ရှင်းတူရ reflex ဆိုတဲ့ကြောင့်မလို့ဒီဒီနှစ်ယောက်ကလည်းဒီဖိုက်တူးကလည်းဖိုင်ဝမ်းလိုမျိုးပဲပေါ့နော်အဲ့လိုမဖြစ်နိုင်တဲ့အခြေအနေတစ်ခုပါပဲစတဲ့ เนาะမဖြစ်နိုင်တဲ့အခြေအနေကနေပြီးတော့ဖြစ်နိုင်သွားတယ်ဆိုတဲ့အတိတ်ပဲအဲ့တော့ phi 1မှာဒီလောက်မြန်တဲ့ energy မရှိပဲမဲ့ phi 2ကပေါ့เนาะတကယ်ကို left ရဲ့အလိုမျိုးပေါ့เนาะအရင်ဟို strong ဖြစ်တဲ့ left တစ်ခုရတယ်အဲ့တော့ဒီလူနဲ့ကိုနဲ့တွေ့ပြီးသိမကြတဲ့အချိန်တွင်းမှာပဲပေါ့เนาะအဲတွေ့ပြီးသိမကြတဲ့အချိန်တွင်းမှာပဲအလိုမျိုးပေါ့အိမ်နောက်ဘက်ဖြစ်တာမျိုးပေါ့เนาะအလိုမျိုးအထီကိုသွားလိုက်မယ်เนาะ ။တလဖာဆိုတဲ့ကြောင့်မလို့အခုကဖိုက်ထုတ်လို့ရအခုသူကအဲ့ဒီလိုကိုယ်ချစ်သူဖြစ်နေတယ်။အချို့လူတွေကတော့ဗောနော်ဒီလုံးဝဘယ်လိုပြောရမလဲဆိုတော့ကိုယ်ပေါ်ရမှာလေ။မိထားတဲ့အရာတွေလေ။မိထားတဲ့အရာတွေကပြန်ပြီးတော့ပေါ်လာပေါ်လာတဲ့ energy เนาะ။ဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ life မှာ ဒါကြီးဒီလူကလေအတိတ်အတိတ်တုံးကွာအဲ့ဒီလူကိုကိုနဲ့ဆုံးခဲ့ဒါပေမဲ့အဲ့ဒီလူကိုကမိသွားအဲ့လိုပုံစံမျိုးလေပြီးရခါမှာပြန်ပြီးတော့ပြန်မပြန်ရောက်လာအဲ့အဲ့လိုပုံစံမျိုးเนาะပြီးရခါမှာဒီလူနဲ့ပတ်သက်ပြီးကိုမိထားတယ်မိထားတဲ့အရာကြီးကအစွားခံလိုက်ရတဲ့လိုမျိုးကြီးလေပေါ်လာတာမျိုးအဲ့တော့ သူ့နဲ့ကိုယ်နဲ့နှစ်ယောက်ကြားထဲမှာမပြီးသေးတဲ့ unfinished business တွေရှိတယ်เนาะအဲ့ဒါတွေကပါပြီးလာလိုက်မယ်အဲ့ဒါအဲ့ဒါတွေပြန်ပေါ်လာတယ်ပြီးတော့သူကဟန်ဆောင်ပန်ဆောင်နဲ့หนีနေတယ်ကိုယ်လုံးဝလုံးဝပေါ့เนาะမပြအောင်သူ့ရဲ့ love language တွေသူဘလူမျိုးတော်မှမပြလဲဆိုဒီလူကငါ့ကိုချစ်နေပါလားဆိုတာကိုတော့မှဖိုက်တူးလေးတွေမသိဘူး အဲ့လောက်ထိဝမ်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီအဲ့ဒီလူနဲ့ကိုယ်နဲ့နှစ်ယောက်ကလည်းပေါ့နော်အဲ့လိုမျိုးပေါ့ပါပါရှိတဲ့ connection တစ်ခုပဲဖြစ်နေပြီးတဲ့အခါမှာဒီမှာဆိုရင် ပေါ့နော်ဒီ801အရာဆိုရင် we your for join ရဆိုလို့ရှင်ဘယ်လိုမျိုးလဲဆိုတော့အရန်ကိုပေါ့ respect ကို ပထမဒန်စာထားပြီးတဲ့ခုနှစ်ရှင်မျိုးအဲတော့သူကကိုလီစားတယ်ကိုကလည်းသူ့လီစားတယ်အဲ့လီစားမှုကနေပြီးတော့ဗောနော်အဲခုနှစ်ရှင်တစ်ခုအနေနဲ့တိဆောက်တယ်ဗောနော်တဲ့ judgment အရဆိုရင်ဒီဖူးစာကလေကန့်ကြမ်းရေးထားပြီးသားအဲ့တော့ကန့်ကြမ်းရေးထားပြီးသား စာမျက်နှာတရွက်ပို့လို့လည်းပြောလို့ရတယ်။အဲ့ဒါကို ဖိုင်လူသမားလေးတွေကအခြားလူတွေလုံနေနေမိထားတယ်။အဲ့တော့ကိုယ့်ရဲ့ဖူးစာရှင်လို့ပဲပြောပြောပေါ့နော်။ဒါဖူးစာရှင် reader မဟုတ်ပေမဲ့နှစ်ခုစလုံးကဖူးစာရှင် reader လိုမျိုးဖြစ်နေရယ်နော်။အဲ့တော့အဲ့ဒီလူကလေကံကြမ်းရေးထားပြီးသား။သူနဲ့ကိုယ်နဲ့ လက်ကိုလက်ထပ်အမယ်အကြောင်းပါလာပြီးသားအဲ့တော့ဘလူပဲရှောင်ရှောင်ဘလူပဲပြပြမရဘူးအဲ့တော့ကံရဲ့သဘောတရားအရာပေါ့နော်အဲ့လိုမျိုးပြီးရကမှဒီမှာပါအောင်မြင်စမိသားစုဝင်နေနေလည်းပတ်သက်နေအဲ့တော့ကိုယ့်ရဲ့အလိုမိသားစုဝင်နေနေလည်းပတ်သက်ပြီးတော့ဒီလူကတိတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးတွေနဲ့ချိတ်ဆက်မှုမျိုးတွေနဲ့လည်းရှိနေတာမျိုးမြင်ရတယ်ဒီ connection မှာဒီကတ်ဒီထဲမှာမဟုတ်ပါအောင်မြင်လဲဆိုတော့ခလီလေးတရားကိုမြင်တယ်အဲ့တော့ပေါ့နော်ဒီလူနဲ့ကိုကအိမ်ထောင်ကြပြီးတော့ခလီရ တာမျိုးအထင်ကိုဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကန်ကြမ်းမားသတ်မှတ်ထားပြီးသားလုံးဝ rest rest try လို့ခေါ်တဲ့အနီရောင်ကျိုးတွေတောင်တောင်ချီထားနေအောင်ကျိုးဘလောက်ပဲဝီးအောင်သွားနေဝီးလေကိုယ်ရဲ့စိတ်ကတခုခုလက်ဟာနေတဲ့လူမျိုးဖြစ်လိမ့်လိမ့်မယ်အဲ့ဒီလူတွေကလေအဲ့တော့တတရဆိုလို့ရှိရင်ပေါ့နော်အဲ့တော့အချို့သူတွေကပေါ့နော်တခုခုကိုယ့်ရဲ့ relationship တခုပြီးဆုံးထားတာမျိုး ပြီးတော့ကိုယ့်ရဲ့ life မှာ surface တခုခုပြီးဆုံးပြီးတော့ပေါ့နော်အသက်တခုပြန်စားတာမျိုးเนาะအဲ့လိုမျိုး ဖြစ်တဲ့ခါကျတော့အဲ့ဒါပြီးသွားတဲ့အချိန်မှာဒီ life partner ကြီးကိုဝင်လာတယ်ပေါ့နော်ကိုပေါ်ရယ်ဝင်လာတယ်ဆိုတော့အတိတ်ပဲပေါ့အဲ့တော့ one အရာဆိုရင်ပေါ့နော်ဒီလူကားပေါ့နော်အဲ့တော့ထိုင်တူလေးတွေကိုမရနိုင်တဲ့သူတယောက်အမြင့်မှာရှိနေတဲ့လူတယောက်ပေါ့နော်အဲ့လိုမျိုးလို့သတ်မှတ်ထားတယ် အဲသူကအရန်ချောတယ်ဒါမှမဟုတ်သူကအရန်လှတယ်အဲဒါမှမဟုတ်သူကလို့ရှင်သူကအာသူကအရန်တော်တယ်သူကအဲ့လိုအဲ့လိုမျိုးတွေနဲ့အရန်ကိုသူ့ရဲ့မျက်စိထဲမှာလीကိုဟိုဖဖဖြစ်နေတဲ့လူတယောက်လူမျိုးမျိုးလက်ထားမျိုးเนาะတမထားမျိုးရှိတယ်เนาะအဲ့အတွက်ကြောင့်မလို့ပေါ့ဒီသူမျောလင့်ထားတဲ့အတိုင်းအဲမော်နောဟို သူကလည်းသူ့ကိုသူမသိချာတဲ့အချင်းဒီတစ်ခုဖြစ်ပြီးတော့သူကသူကအဲ့လိုမျိုးကိုအဲ့လိုမျိုးမျောလင့်ပြီးအဝေးရပဲစောင့်ကြည့်နေဆိုတဲ့ပုံစံမျိုးเนาะဒါပေမဲ့သူရောက်လာမှာဘာဖြစ်လို့လဲဆိုတော့ဗောနော်သူဘလောက်ပဲဗောနော်သူတိတ်တစ်ခုလုံးနေပါစေမသိအောင်မဲစူးစားနေပါစေဗောနော်အဲ့ဒီသူရဲ့အဲ့ဒီစူးစားအထုံးမှုอ่ะဗောအဲ့သူဖုံးကွယ်ထားတဲ့အရာတွေကပေါ်ကိုပေါ်လာနိုင်မယ်တဲ့เนาะပေါ်ပေါ်လာနိုင်မယ်ဆိုရဲ့ ခါမျိုးဘာဖြစ်လို့ဆိုဒီ connection ကပေါ့နော်ကံကြမ္မာတတ်မှတ်ပြီးသားပဲဟင်ကံကြမ္မာတတ်မှတ်ပြီးသား connection တစ်ခုဖြစ်နေတယ်အဲ့တော့ဘယ်လိုမျိုး hints ပေးလို့ရလဲလဲဆိုရင်အဲ့ဒီကကိုထမ်းနေတယ်ပြောနောက်တစ်ခုရှိသေးတယ်ဒီ connection မှာနောက်ထပ်အမျိုးသမီးတမီးတူပါနေเนาะအဲ့သူ့ရဲ့မိဘဒါမှမဟုတ်သူ့ရဲ့မိခင်ဒါမှမဟုတ်ရင်ပေါ့เนาะကိုယ့်ရဲ့ မိခင်လည်းဖြစ်နိုင်တယ်။သူမဟုတ်အခြားအမျိုးသမီးတယောက်လည်းဖြစ်နိုင်တယ်နော်။တပတ်တီတစ်ခုပါတယ်။အဲ့တော့အဲ့ဒီတပတ်တီကပြီးဆုံးသွားတယ်။ तू ကအခုချိန်မှာအခက်အခဲလေးတွေရှိတယ်။သူရဲ့ life မှာပေါ့နော်။အခက်အခဲလေးကြီးကြုံရမျိုးတွေရှိတယ်။အဲ့ဒီအခက်အခဲလေးတွေကလည်းဒီတပတ်တီနဲ့လည်းသက်ဆိုင်တယ်ပေါ့နော်။အဲ့ဒါတွေကို तू အဆုံးသတ်ဖို့အတွက်ကြိုးစားပြီးတော့ तू ဒီ life တွေကိုဝင်လာတာမျိုးနော်။ကိုပေါ်ရတဲ့ဝင်လာတာမျိုးရှိလိမ့်မယ်။ ော်လုံးဝကိုကမထင်ထားဘူးအင်းဒီလူကငါရဲ့ပူဇော်ရှင်ဖြစ်လိမ့်မယ်ဒီလူကငါရဲ့ life partner ဖြစ်လိမ့်မယ်လို့မထင်မှတ်ထားဘူးမမျှော်လင့်ထားဘူးနော်မမျှော်လင့်ထားပဲအနေကိုလက်ထပ်အရာမရှိလိမ့်မယ်အချို့သူတွေဆိုရင်မိဘတွေကနေမိတော့လေအဲ arrange လုပ်ပြီးတဲ့ marriage လို့မျိုးပေါ့နော်မိဘတွေကလုံးဝဒီသူနဲ့ကိုနဲ့လက်ထပ်ပြီးတာမျိုးလေအဲ့လိုမျိုး arrange လုပ်ပြီးလိမ့်မယ်အဲ့ဒီကနေပြီးတော့ကိုကဖြစ်လိမ့်မယ်ပေါ့နော်ဘာ လုပ်ပေးမယ်အဲ့တော့အဲ့ဒီလူစီယာနဲ့ပြီးတော့ပြောချင်တဲ့ message တွေပေါ့နော်ဟဲ့တဲ့ distance เนาะတဲ့လိုက်တဲ့ဝေးกว่าနေเนาะတဲ့လိုက် long distance relationship တွေဖြစ်နေတယ်အဲ့တော့ငါတို့နှစ်ယောက်ရဲ့ဝေးกว่าမှုကအရင်မုန်းတာလေးတဲ့เนาะအဲ့ခံစားချက်မကောင်းဘူးပဲအခုလောလောဆယ်မှာသူ့ကိုယ်သူအရင်ပထမဦးစားပေးအနေနဲ့သူ့ နေနေတယ်เนาะအဲ့တော့သူ့ကိုသူပဲသူဦးစားပေးပြီးတော့သူရဲ့ပြီးတော့အရန်အလုပ်ကြိုးစားရလို့နော်အရန်အလုပ်ကြိုးစားရလို့အဲ့တော့ဒီ day oriented တဲ့နော်အဲ့တော့ day oriented တဲ့ဆိုရင်ဘယ်လိုပါမလဲဆိုတော့ခန်းစာတို့ခန်းစာရသည်ကိုယ်ရင်တို့ဘာကိုပြီးတော့ဖိုင်ရဲမှာဆိုလို့ရှိရင် Sagittarius တို့เนาะ Sagittarius ကြည့်လိုက်ပုံရံဆန်နေထင်ရပါမယ်တကယ်တမ်းတော့မဟုတ်အရင်ဒီဒီဖြစ်တယ်လို့เนาะအောက်ဆွဲလိုက်နေရနော်အဲတော့သူ့ဘက်ကနေပြီးတော့ကိုအင်းကဟိုပါပေါ့နော်တရိယာလေးလွှမ်းနေပေါ့နော် တော့သူကိုယ်တိုင်တော့မသိတော့ဘူးတဲ့ဘာလို့လှတော့ငါသူ့ကိုစဉ်းစားနေရလဲမသိဘူးငါသူ့ကြောင့်ငါတို့ဒီလောက်တော့ဆွဆွလန်းလန်းစဉ်းစားနေပြီငါဘာလို့သူ့ကို attract ဖြစ်မိလဲတော့သူကိုယ်သူမသိဘူးလေเนาะ i do love you တဲ့အဲ့တော့မင်းသဘောကျရတယ်မင်းမပေါ့เนาะဘာလို့ထုတ်ပြမင်းလဲမသိဘူးလေเนาะအဲ့တော့သူအဝေးရနေမယ်တိုင်းပြီးတော့သဘောကျနေပုံစံမျိုးပေါ့เนาะအဲ့တော့ဒီ connection မှာပေါ့เนาะအခြားအဲဟိုဟာတွေပါတဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့เนาะ time to heal ပေါ့ ထိလုပ်ဖို့ပုံရံမျိုးရှိရယ်နော်။အဲ universe ကငါတို့အဲလုံးဝနော်ဟိုပေါ့တကယ်ကိုကံကြမ်းအသတ်မှတ်ထားတဲ့ဇုံတွဲပေါ့နော်ကံကြမ်းဒါဖြစ်ကိုဖြစ်လာမယ်ဆိုရဲဟာမျိုးသူ့ချစ်သည်ဖြစ်စီမုန်းသည်ဖြစ်သည်အဲဒီလုံးလေးတွဲကိုတွဲရအောင်နော်အဲ့လိုမျိုးပေါ့အဲ့တော့ i know that we are spiritually connected နော် လာစပရီချယ်အရာဆိုရင်ခုနှစ်တက်ဖြစ်နေတယ်တရားတို့တရားတအားကိုတတိယရယ်လွွမ်းနေဆိုတာတွေကလည်းဖြစ်တယ်ပြီးရင်သူ့အကြောင်းစဉ်းစားလိုက်စဉ်းစားနေရတယ်အဲ့ဒီလူနဲ့ဟို connection မိနေရမျိုးเนาะအဲ့တော့ဟာလေ I know what you meant to me and you are ready to be with only you now เนาะ I'm ready to be with only you now အဲ့တော့ အသားသူတွေဘလို့ပဲသူအသားထုတ်ပဲရက်ဘလို့ပဲဖြစ်ပါစေသူ့ဘိနာမှာအသားသူတွေဘလို့ပဲရှိပါစေသူသိတယ်ကိုယ်မြင်လိုက်တာနဲ့သိတယ်နင်းနဲ့ကလည်းဖြစ်ကိုဖြစ်ကမဲ့ connection ဆိုတာသူသိတယ်နော်အဲဒါကြောင့်ဘောနော်ဟိုဘောဒီ connection ကဘောအဲတော့ဟိုလုံးဝတကယ်ဟိုအဲရေးထားပြီးသားဘောနော်အဲအဲဟိုဘောစသင်းရှိပြီးသား ဇလန်တခုလိုပဲပြောရမှာပေါ့နော်ဒီထားပြီးသား connection တခုဖြစ်ပါလိမ့်မယ်เนาะဒါကတော့ file to link ရဲ့ reading လေးပဲဖြစ်ပါတယ်အဲ connection ကပေါ့ဒီ reading လေးကပေါ့နော်ဒီလုံးဝအဲ positive ဘက်ကိုလည်းတော့ရတာပေါ့နော်ဒီအခါမှာတရားပုတ်တရားဘလိုပဲဖြစ်ဖြစ်ပေါ့နော်အချို့လူတွေကဒါဒီဟာကို video နားထားလိုက်တဲ့အချိန်မှာဟော future spark ကိုတည်ချလိုက်တာဆိုရယ်စိတ်နဲ့ဖတ်တယ်ဆိုရင်တော့ဒါ future spark လို့ရတယ် ဖြစ်သွားလိမ့်မယ်ဘောနော်နှစ်ခါနှစ်ခုလောက် future spot တွေဖြစ်နေဘောနော်အဲ့တော့ phi 2လေးတွေကျေးဇူးများကြီးတင်ပါတယ်အဲ့တော့နောက်ရီတင်မှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်တတား